တာတော်လိုင်းတက်ဖွဲ့တွေကဗိုလ်မှူးသားတွေကြီးပဲစားနေတာပေါ့နော်။ option နဲ့ထွက်တဲ့ကောင်လည်းစားတာပဲ။ပတ်ကားဆိုလည်းစားတာပဲပေါ့နော်။ GN နဲ့စစ်ကောင်စီနဲ့ပေါင်းပြီးတော့ KK ပတ်ကြားဖြန့်ရုပ်ရှင်အဲအဲရုပ်ရှင်အကြောင်းလေးပြောကြမယ်ပေါ့နော်။ မင်္ဂလာပါဒီကနေ့ကတော့အော်တိုဘာလ20ရက်နေ့2025ခုနှစ်ဖြစ်ပါတယ်ဒီကနေ့မှာလည်းကျွန်တော်ထူးခြားသတင်းတွေရှိတယ်သတင်းကောင်းတွေလည်းရှိတယ်ပေါ့နော်ပြီးရင်ဆက်ဆက်သတင်းတွေလည်းပါတယ်အဲအဲ့တော့ဒီအရှိဖြစ်စဉ်နဲ့ပတ်သက်ပြီးတော့နောက်ထပ်သိရတဲ့နောက်ဆက်တွဲရလက်ပါတဲ့သတင်းတွေကျွန်တော်အရင်ပြောကြအောင်ပေါ့နော်အဲ့တော့ဗာလဲဆိုတော့ဒါဟိုနေ့ကဖြစ်သွားတဲ့ဒါမကွေးတိုင်းမင်းလာမြို့နယ်လက်ပတ်တကားကြေးရွာပြီးရင်တရက်အုပ်လမ်းခွဲစာတင်ကြောင်းနာအဲ့နားမှာဖြစ်သွားတဲ့တိုက်ပွဲအဲ့တိုက်ပွဲမှာဒါစိတ်မကောင်းစွာပဲပေါ့နော်ဒါကျောင်းရဲ့တော်လိုင်းတပ်ဖွဲ့ဝင်ဒါဒုတက်ခွဲမှုအာ ဒါကိုဝတန်ပေါ့နော်အဲသူကြဆုံးသွားတဲ့တိုက်ပွဲပေါ့ဗျာအဲအိုက်တိုက်ပွဲအိုက်တိုက်ပွဲနဲ့ပတ်သက်လို့နောက်ဆက်တွဲတွေလည်းသိရတယ်ပေါ့နော်အိုက်ပွဲမှာဆိုလဲဒါဥဆောင်ပြီးတိုက်တဲ့ဒုဒခွန်ဝတန်ကဒါဒန်ရန်ရပြီးတော့မပြေးနိုင်တော့တဲ့ခါကျတော့သူ့ရဲ့တနက်ကိုသူ့အောက်ကဒါတက်စိန်မှုတက်စုမှုကိုပေးပြီးတော့ပေါ့နော်ပြေးခိုင်းတယ်အဲပြီးတော့ဒါသူကတော့ဒါဒန်ရန်ရသွားတဲ့အတွက်ပေါ့နော်ဒါလက်ပစ်မိုင်းကိုဒါဘိုက်အောင်မှာထားပြီးတော့ခွဲပလိုက်တယ်ပေါ့နော်အဲ့ဒါနဲ့ပတ်သက်လို့လဲဒါစစ်ကောင်စီဘက်ကဝါရဖြတ်နေကောင်တွေကဘာလဲဆိုတော့သူတို့ပြစ်လိုက်တဲ့ RPG ကြောင့်ပဲဒါအဆိုင်စိတ်ပေါ်မှာပြစ်သွားတယ်လို့ပုံစံမျိုးနဲ့ပြောကြရှိတယ် မဲ့တကယ်ကြေတော့အဲ့လိုမဟုတ်ဘူးပေါ့နော်အဲ့အကြောင်းကိုလည်းဒါမင်းမှုခိုင်ဒါတရင်နှစ်ကပေါ့နော်ဒါရုံးတာဝန်ခံဖြစ်တဲ့ဆရာကျောင်းကတရားပြောပြထားတယ်ပေါ့ဗျအဲ့အားတော့ဒါကြောင့်ရှေ့မှာလည်းပြောခဲ့ပြီးဖြစ်တယ်အဓိကတော့တော်လိုင်းတပ်ဖွဲ့ဝင်တယောက်ရဲ့မြင့်မြတ်စွာပေါ့နော်မြင့်မြတ်စွာရေရေရင်အသက်ပေးသွားတဲ့အကြောင်းကိုဒါကျွန်တော်တို့ထိုက်ထိုက်တန်တန်ဂုံပြူရမှာဖြစ်တယ်ပေါ့နော်အဲ့တော့အဲ့အဲ့ဖြစ်သွားတဲ့တိုက်ပွဲအဲ့တိုက်ပွဲကဒါကာဘာစာနှစ်ကနေထွက်လာတဲ့စစ်ကြောင်းအဲ့စစ်ကြောင်းကစစ်ကောင်စီဘက်ကဗိုလ်မှူးတယောက်ဦးစီးပြီးတော့ဥဆောင်ပြီးတော့လာတဲ့စစ်ကြောင်းအဲ့စစ်ကြောင်းကိုဖြုတ်တာ ်ဖြုတ်တော့အိုက်တိုက်ပွဲပြီးသွားပြီဆိုတဲ့အချိန်မှာပေါ့နော်အစတုန်းကတော့ဘာမှတိတ်ပြီးရလက်တိတ်မသိရသေးဘူးပေါ့နော်ဒါပေမဲ့အခုရလက်ထွက်လာတဲ့အချိန်မှာတော့ဒါ12ယောက်သေးတယ်12ယောက်ဒါစောစောအဲစောစောစီးသေးသွားတယ်12ယောက်ပေါ့ပြောရရင်တိုက်ပွဲဖြစ်ဖြစ်ချင်းမှာသေသွားတယ်12ယောက်12ယောက်သေပြီးတော့26ယောက်ဒဏ်ရာရ26ယောက်ဒဏ်ရာရတာရှိတယ် ပြီးတော့အဲ့26ယောက်ဒဏ်ရာရတဲ့ထဲကနောက်ထပ်10ယောက်ထပ်သေးတယ်။အဲ့တော့12ယောက်နဲ့10ယောက်နဲ့ဆိုတော့ဘောင်း20ပေါ့နော်။အဲတိုက်ပွဲကတော်တော်ကိုကြီးကြီးကျယ်ကျယ်ဖြစ်သွားတဲ့အနေထားဒါကိုဘက်ကတော့ဒါဖေးဆက်လိုက်ရတဲ့ဒါတက်ခွဒုတက်ခွမှုတယောက်ရှိတာပေါ့ဗျာ။နောက်တစ်ခုကတော့ဒါစစ်ကောင်စီဘက်ကနေပြီးတော့ဒါချောဆွဲလာတဲ့ဒါရင်မောင်းပေါ့နော်။ကာသမားဒါလက်ပြတ်သွားတယ်ဆိုပြီးတော့လည်းသိရတယ်။အဲ့တော့တပ်ဖွဲ့ဝင်တွေကလည်းထုတ်ပြန်တာရှိပါတယ်။ဒီစစ်ကောင်စီဘက်ကိုအကူအညီမပေးကြဖို့အဲပြီးတော့ကျတော့ဒါစစ်ကောင်စီနဲ့ဝေးဝေးမှနေကြဖို့ပေါ့နော်။ ဖြစ်နိုင်မယ်ဆိုရင်စစ်ကောင်စီအနီးနားရှိတဲ့နေရာမျိုးကနေတော့မသွားခိုင်းတဲ့ပုံစံမျိုးတွေပေါ့နော်စစ်ကောင်စီကတော်တော်လေးကိုအနေရပေးဒုက္ခပေးနေတာဖြစ်တဲ့အတွက်အဲ့လိုမျိုးမသွားကြဘူးဘာဖြစ်လို့လဲဆိုတော့ရှေ့ဖြစ်စင်မှာကိုပဲကြည့်ပါလားဒါဒါကထိန်သွားခင်းမယ်ဆိုတဲ့လင်မယားနှစ်ယောက်ကိုဖမ်းပြီးတော့ဒါမိမဖြစ်သူကိုအတင်းအရမပြုကျင့်တယ်ပြီးရနဲ့တတ်ဖြတ်တယ်အဲပြီးတော့ဒါယောက်ျားဖြစ်တဲ့သူကိုလည်းဒါဖမ်းဆီးနှိပ်စက်တာမျိုးတွေလုပ်တယ်ရဲဆက်ဆက်ရိုက်နှက်ထားလို့ပေါ့နော်ခေါင်းတွေမှာမျက်နှာတွေမှာဖူးယောင်ပြီးတော့ခေါင်းတွေဆိုလဲကွဲရှကြောတွေမှာဆိုလဲဒါလုံးဝအစင်းရာတွေနဲ့ပေါ့နော်အဲ့လိုမျိုးပုံစံမျိုးနဲ့ အာရဲစစက်လှုပ်ထားခဲ့တဲ့ဖြစ်စဉ်တွေလည်းရှိတာ哦အဲဒါကြောင့်သူတို့မှပါတဲ့လက်ဝက်လက်စားတွေတောင်ယူသွားဖြစ်တဲ့အတွက်ပေါ့နော်အခုလိုမျိုးဒါကားချိုးဆွဲတယ်ဆိုတဲ့ဖြစ်စဉ်တွေကတော့အမြဲတမ်းမှရှိတယ်ဒါဟိုးရင်ကာလကနေကလည်းရှိတယ်ပေါ့နော်စစ်ကောင်စီကအဲ့လိုပဲသူတို့သွားရမယ့်နေရာတစ်ခုခုသူတို့သွားရမယ့်လမ်းကြောင်းတစ်ခုခုမသိဘူးဆိုတဲ့ခါကျရင်ဒေသခံပြည်သူတွေကိုအာလူသားတိုင်းပုံစံမျိုးတွေလောက်တာရှိတယ်။ဟိုးရှေ့ပိုင်းကာလအာနာမသိငင်ဖြစ်စင်မာတွေနဲ့ကဒီလိုပုံစံမျိုးတွေရှိတတ်ကြတယ်ရှိခဲ့ကြတယ်။အဓိကတော့ဒါတရွာနဲ့တရွာသွားတဲ့ဆိုတဲ့အခါတွေမှာ ငါတော်လိုင်းတပ်ဖွဲ့တွေကတိုက်ခိုက်မှာဆိုလို့ဂျားပြတ်တိုက်ခိုက်မှာဆိုလို့ပေါ့နော်အဲ့လိုမျိုးမတိုက်ခိုက်ရဲအောင်မတိုက်ခိုက်အောင်ပေါ့နော်ဒါသူတို့ရဲ့ဒေသခံပြည်သူတွေကိုရှေ့ကနေပြီးတော့တွားခိုင်းတာတွေစစ်ကြောင်းထဲမှာပေါ့နော်အဲစစ်ကြောင်းတွားနေတယ်စစ်ကြောင်းထဲမှာသူတို့ရဲ့စစ်သားတွေနဲ့ဒါနှစ်ယောက်ချားသုံးယောက်ချားနေရာမျိုးတွေမှာခုနလိုဒေသခံပြည်သူတွေကိုဂျားညက်ပြီးတော့တွားခိုင်းတဲ့ပုံစံမျိုးတွေအားစသူတို့ကလှုပ်ခဲ့ကြအဲလောက်ခဲ့ကြအဓိကတော့အဲ့လိုမျိုးသွားတဲ့အချိန်မှာကိုရွာသားတွေပါတယ်ဟဲ့ဆိုပြီးတော့ဒါတပ်ဖွဲ့တွေကမလုံအောင်လုပ်ပါဗျာအဓိကပြည်သူကိုလူသားတိုင်းပုံစံမျိုးလုပ်တာအခုနောက်ပိုင်းကျပို့ပြီးတော့ဆိုးလာတယ် ပြည်သူကိုအဲ့လိုမျိုးလူသားတိုင်းလုံမဲ့အပြင်ကုန်မှာပေါ့နော်ဖမ်းဆီးပြီးတော့ကြိုးတုပ်ပြီးတော့ရှေ့ကနေဒါတွားခိုင်းတဲ့ပုံစံမျိုးတွေကသာရှိတယ်မိုင်းခွင်းတွေရှိတယ်ဆိုရင်တက်နေသွားအောင်လို့ဆိုတဲ့ရည်ရွယ်ချက်မျိုးနဲ့ရုပ်ရုံပေါ်မှာလောက်တာတွေရှိတယ်အဲ့တော့ကျတော့ဒီခုနဒီလက်ပြတ်သွားတဲ့ရင်မောင်းဆိုလေဒီလိုပုံစံမျိုးနဲ့ခေါ်ခံရတာလားဒါမှမဟုတ်ဘူးလေ ဒါစစ်ကောင်စီအလိုကြပေါ့နော်လိုက်လုပေးနေတဲ့သူလားဆိုတာတော့မသိရဘူးပေါ့နော်အဲဘလိုပဲဖြစ်ဖြစ်အဲ့လိုမျိုးပုံစံမျိုးနဲ့အရတားတွေကိုလှုပ်လေလှုပ်တာရှိတယ်စစ်ကောင်စီကိုမထောက်ခံတဲ့သူတွေအနေနဲ့ဆိုရင်တော့လုံးဝအနိကတ်ကိုမနေစေချင်ပါဘူးဗျာဒီလိုမျိုးပေါ့နော်ဒါတော်လိုင်းကိုအပြည့်သားနဲ့ဒီလိုမျိုးပုံစံမျိုးဖြစ်သွားတယ်ဟေးဆိုရင်တော့စိတ်မကောင်းဘူးဒါပေမဲ့ခုနကလို့စစ်ကောင်စီအလိုကြပေါ့နော်စစ်ကောင်စီကိုဖားရပြီးတော့လှုပ်ပေးနေတဲ့သူမျိုးဆိုရင်တော့ဒါမပြောလို့ဘူးပေါ့အဲ့တော့အဲ့တိုက်ပွဲရဲ့ရလဒ်ကတော့ အဲ12ရောက်အရင်ဆုံးတည်တယ်နောက်ကနေလိုက်သွားတာ6ရောက်ရှိတယ်အားလုံးပေါင်း20အဲအဲ့တော့ဒဏ်ရာရတဲ့ဟာ17ရောက်လောက်ရှိတာပေါ့ဗျာ အဲ့တော့ဘလိုပဲဖြစ်အောင်မြင်တဲ့တိုက်ပွဲကြီးတစ်ခုလို့ပြောလို့ရတယ်ဒီတိုက်ပွဲတွေကိုတော်လိုင်းတပ်ဖွဲ့တွေကမပြည့်မစုံနဲ့တိုက်ရတာဖြစ်တဲ့အတွက်ပို့လို့တော့မှဂုံယူရသေးတယ်ပေါ့နော်ပြီးတော့စစ်ကောင်စီဘက်ကတည်ဆုံးတဲ့ထဲမှာဘုံမှုတယောက်ပါတယ်အဲ့ဒါလည်းကောင်းနေပေါ့နော်ပြီးတော့ဒီရက်ထဲမှာပေါ့နော်ဒါတော်လိုင်းတပ်ဖွဲ့တွေကဘုံမှုသားတွေကြီးပဲစားနေတာပေါ့နော် option နဲ့ထွက်တဲ့ကောင်လည်းစားတာပဲပတ်ကားဆိုလည်းစားတာပဲပေါ့နော်အဲ့လိုပုံစံမျိုးနဲ့အားရကြတည်င်းနေလည်းရှိတယ်ပေါ့နော်အဲ့တော့ဒီတိုက်ပွဲမှာကြာဆုံးသွားတဲ့ကိုကုတ်ကိုဒါစစ်ကောင်စီလက်ထဲတော့အပါမခံနိုင်ဘူးဆိုပြီးတော့ဒါဆုံးစီရင်သွားတဲ့ ဒုတက်ခွင့်မှုဝတ္တန်ကတော့တကယ့်ကိုအာဇာနည်သူရဲကောင်းတယောက်ဖြစ်ပါလေဆိုရဲကြောင်းလည်းပြောချင်ပါတယ်။နောက်တစ်ခုကတော့တော်လိုင်းတပ်ဖွဲ့တွေစက်တင်ဘာ20လောက်ကနေပြီးတိန်းထားခဲ့တဲ့ဗမောက်မြို့ဗမောက်မြို့ကို6ရက်ထဲနဲ့တိန်းခဲ့တာ။အဲအဲ6ရက်ထဲနဲ့တိန်းခဲ့တဲ့ဗမောက်မြို့ကိုအခုဆိုရင်စစ်ကောင်စီနဲ့စစ်ကောင်စီအပါပေါ့စစ်ကောင်စီနဲ့ဒါ SN အဖွဲ့တွေကပြန်ပြီးတော့ထိုးစစ်ဆင်လာနေတယ်တိုက်ပွဲတွေကနေ့စဉ်ရက်ဆက်ဖြစ်ပွားနေပြီးတော့ဒါတိုက်ပွဲတွေပို့ပြီးတော့ပြင်းထန်နေရလဲရှိတယ်ပေါ့နော်အဓိကတော့ဒေါ်လိုင်းတပ်ဖွဲ့တွေတိမ့်ပိုက်ထားတဲ့နေရာကိုသူက ပြန်ထိုးဖို့အတွက်ကိုတို့အင်အားတွေပြန်စုဖွဲ့တယ်ပြီးတာနဲ့မြို့ပြင်နေရာတွေကနေစထိုးတာပဲအဓိကတော့ဗျာအဲ့လိုနေရာမျိုးတွေမှာအရင်ဖြစ်တာပဲဘာလို့ဖြစ်တာလဲဆိုတော့တော်ရင်တပ်ဖွဲ့တွေကလည်းအရင်လိုမဟုတ်ဗျာမြို့တစ်ခုကိုတင်းပြီးတဲ့အချိန်မှာမြို့ကိုကာနိုင်မှုအတွက်အမြဲတမ်းစူးစမ်းတာတွေရှိလာတယ်ဒါကလုံးဝလုံးဝမဲ့ဟာပဲပေါ့နော်ဒါလုံးဝဒါတို့လုတ်ကိုလုံးဝမဲ့စစ်ရဲဥရေသားတွေဖြစ်တယ်အဲ့တော့အဲ့လိုပုံစံမျိုးနဲ့စပြီးတော့ထိတွေ့တိုက်ပွဲတွေဖြစ်လာလိုက်တာအခုဆိုရင်မြို့နာထီကိုကတ်လာနေပြီဆိုပြီးတော့သိရတယ်အဲ့လိုပဲဖြစ်ဖြစ်စစ်ကောင်စီဘက်ကတော့ဒီမြို့တွေကိုပေါ့နော် ူကလက်တလုံးမှာသူ့အတွက်ဆိုအရင်ဆုံးရှုံးထားတဲ့မြို့တွေကိုပြန်ယူဖို့အတွက်အရေးကြီးနေတဲ့ကာလမှာဝယ်သူကဒီလိုမျိုးတစ်ခုပြန်ပါွားတယ်ပြန်ပေးလိုက်ရတာဖြစ်တဲ့အတွက်သူကတားအထိနာတာအဲအကြောင်းမလို့အထက်ကကောင်တွေကတားဖီအားပေးပြီးတော့သူတို့ပြန်ခိုင်းမှာလိုအပ်တဲ့လက်နက်ခဲရန်ပြင်လေကြောင်းပစ်ကူပြင်တာဒါရေကြောင်းတိတ်မနီးရင်မနီးလို့ပေါ့နော်နီးရင်လည်းပေးရင်ပေးအောင်ပါပေါ့နော်အဲလိုပုံစံမျိုးနဲ့သူကအတင်းဒါအမြောက်လက်နက်ကြီးအကုန်သုံးပြီးတော့ပြန်ယူခိုင်းမှာအဲလိုပြန်ယူခိုင်းမှာဖြစ်တဲ့အတွက်တိုက်ပွဲတွေကပြင်းထန်မှာပဲ ုံးတက်ဖွဲ့တွေလက်နက်ခဲရန်တွေလိုတယ်ပေါ့နော်အဓိကတော့အဲ့လိုမျိုးအရာတွေမှာလည်းပတ်ဖို့ပေးကြစေခြင်းနဲ့အဲ့တော့အော်တိုဘာလ၄ရက်နေ့ကနေစပြီးတော့စစ်ကောင်စီကဒါ SN အဖွဲ့တွေနဲ့ပေါင်းပြီးတော့သူတို့အင်အားတွေစုဖွဲ့တယ် Homeland ဘက်ကနေပြန်ပြီးတော့ထိုးစစ်ဆင်တာတွေလုပ်လာတယ်ပေါ့နော်စစ်ကောင်စီရဲ့ဒါတက်မှတ်၃၃တပ်ဖွဲ့တွေအပြင်ပေါ့နော်အဲ SN အဖွဲ့တွေပါပူပေါင်းပြီးတိုးလာတာဖြစ်တဲ့အတွက်ဒါမြို့ရဲ့၅မိုင်ပတ်ဝန်းကျင်ကဒါတိုက်ပွဲတွေစပြီးတော့ဖြစ်လာတယ်။လေကြောင်းနဲ့လက်နက်ကြီးလည်းဇက်တိုက်ပစ်တယ်။ဒါ၁၄ရက်နေ့မှာ၃မိုင်အကွာကဒါကြောင်လေရွာမှာထပ်ပြီးတော့တိုက်ပွဲတွေဆက်ဖြစ်တယ်ပေါ့နော်။ တိုက်ဝဲဖြစ်တဲ့နေရာတွေကပူပူပြီးတော့များလာတယ်ပြီးတော့ဒါလက်ရှိမှာဆိုရင်ဒါဗမောက်မြို့နဲ့တမိုင်ကွာကပေါ့နော်နာရကာရွာအထိကိုဒါတိုက်ပွဲတွေရောက်ရှိနေပြီဖြစ်တယ်ဆိုပြီးသိရတယ်လေကြောင်းလက်နဲ့ကြီးအဲပူပြီးတော့အချိန်မြင့်လာတယ်ပူပြီးတော့အဲဒီနေရာတွေကိုပူပြီးတုံးဆွဲလာတယ်ပေါ့ဗျာပြင်းပြထန်တဲ့တုံးလာတယ်ကိုဘက်ကခံစစ်အနေထားနဲ့ပြန်ပြီးတုံ့ပြန်နေတဲ့ပုံစံမျိုးဖြစ်တယ်ဒီနေရာနဲ့ပတ်သက်လို့လည်းတက်ထောက်ခံတဲ့ကောင်တွေကပြောကြရှိတယ်အာ ဒါတော်လိုင်းတက်ဖွဲ့တွေဘက်ကပေါ့နော်အခုလိုမျိုးကန်ဆယ်လုပ်နေရပြီအဲငါတို့တက်မတော်ကြီးလည်းခြိလာပါပြီဘာညာလည်းလို့တက်မတော်ရဲ့ထိုးစစ်တွေလာပြီး မြို့ကိုတင်းထားတဲ့ကောင်ခံစစ်မလုပ်လို့ဘာလုပ်အောင်မအောင်ကျွန်တော်ပြောဟုတ်လားမလားမြို့ကိုတင်းထားတာလေမြို့ကိုတင်းထားတာတို့တော်လိုင်းတက်ဖွဲ့လေအဲတော်လိုင်းတက်ဖွဲ့တွေရဲ့တင်းထားတဲ့မြို့ကိုလိုချင်လဲဆိုရင်မင်းကထိုးသိပဲဆင်ရမှာလေမင်းကဘာလို့ခံစစ်နဲ့လာပြီးတော့မြို့ကိုတင်းမှာလားပြန်တင်းမှာလားအဲရီရောရီရပါတော့ဒီကောင်နေနားမလဲပါမလဲပဲနဲ့ပေါ့နော်မိုဒီတွေဆွတ်ပေးနေတဲ့ဟာကမြေပြင်မှာရီစရာကောင်းနေတာပေါ့အဲ့တော့မြို့ကိုလက်လွတ်လိုက်ရပါပြီဆိုကနေ့ကမင်းတို့တွေကတိတ်ခါကြပြီးသားလက်လွတ်လိုက်ရတဲ့မြို့ကိုပြန်တိုက်နေရပါတယ်ဆိုကနေ့ကမင်းတို့တွေကတိတ်ခါကြပြီးသား အော်ဒလိုင်းတက်ဖွဲ့တွေဘက်ကဒီမြို့ကို6ရက်ထဲနဲ့တင်းထားတာ6ရက်ထဲနဲ့တင်းထားတာမင်းခုပြန်ပြီးတော့တိုက်နေရဘယ်နည်းရှိပြီလဲအဲ့ဟာကိုပဲအရင်ရှင်ကြည့်အောင်ပေါ့နော်နောက်တစ်ခုကမြို့ကိုတင်းထားတဲ့တက်ဖွဲ့တွေကခံစစ်မလို့လို့ဘာလုပ်ရမှာလဲခံစစ်နဲ့တံမြန်ထိုးစစ်ကိုပဲလုပ်မှာလေမင်းတို့စစ်တပ်ဘက်ကကောင်တွေကရောမြို့ကိုပြန်လိုချင်တာဖြစ်တဲ့အတွက်ထိုးစစ်မလို့လို့ဘာလုပ်မှာလဲမင်းတို့ပြင်းစစ်လားအေးပြင်းစစ်ကတော့မင်းတို့လုံမှာပဲနောက်ပိုင်းကျရင်လုံမှာပဲပေါ့နော်အဲ့တော့အဲ့လိုမျိုးအုံတော့မရှိတဲ့ဒါတက်ထောက်ခံတဲ့တက်ဆိုရင်ပြီးတာပဲဟာဘဘကြီးဆိုပြီးတာပဲဆိုပြီးတော့မျက်စိစုံမိတ်ရန်တန်ထောက်ခံနေတဲ့သူတွေကလည်းရှိသေးတာဗျာ အဲကြောင့်ဘလိုပဲဖြစ်ဖြစ်ဒီမြို့ကိုပြန်ပြီးတော့မပေးရဘူးအရေးကိုလည်းဒေါ်လိုင်းတက်ဖွဲ့တွေကအပြင်းထန်စ조사နေကြတယ်စစ်ကောင်စီဘက်ကလည်းဒီမြို့ပြန်ရဖို့အတွက်ကိုအပြင်းထန်စ조사မှာပဲဆုံးရှုံးထားတဲ့မြို့တော်မှာ तू အသေးတန်ရအောင်ယူနေတဲ့အနေထားမှာဒီလိုပြန်ပါသွားတဲ့မြို့အတွက်ကတော့ तू ပို့ပြီးတော့တော့မှ तू အယူမီဝိုင်ဖြစ်နေအောင်ပါဗောနော်အဲ့တော့မြို့ကိုအခုလိုမျိုးလက်လွတ်လိုက်ရပါပြီဆိုကြတဲ့ကသူတို့တွေအတွက်တိတ်ခါကြာဆင်းစေတယ်ဗောနော်အခုဆိုသူတို့မှာ ဒါအထက်ကပေးတဲ့ PR တွေတော်တော်ကိုခံနေရလောက်ပြီအဲ့တော့ဘလိုပဲဖြစ်ဖြစ်ဒီမြို့တွေဆက်ပြီးတော့တင်းနိုင်ဖို့အတွက်ကိုလည်းတပ်ဖွဲ့တွေကိုဒီထက်ပို့ပြီးတော့ထောက်ပံ့ပေးကြဖို့လိုပါတယ်အဲ့တော့ဒါလက်ရှိအိုင်းနီယာဒေသမှာတိုက်ပွဲပြင်းထန်နေတဲ့အတွက်ရာပေါင်း20နီးပါးကဒေသခံပြည်သူ3000လောက်ကလည်းစစ်ဘေးရှောင်နေရလို့စားရိတ်ရိတ်ခါတွေလိုအပ်လျက်ရှိတယ်ဆိုပြီးတော့လည်းသိရတယ်ပေါ့နော်ဒါကလည်းကုညီရမယ့်အရာတွေဖြစ်ပါတယ်နောက်တစ်ခုကတော့ဒါ BGF နဲ့စစ်ကောင်စီနဲ့ပေါင်းပြီးတော့ ကေကေဘက်ကြားဖြန့်ရုပ်ရှင်အဲအဲရုပ်ရှင်အကြောင်းလေးပြောကြအောင်ပူပေါင်းပြီးတင်ဆက်ကြတယ်ကြားဖြန့်ရုပ်ရှင်အကြောင်းလေးပြောမယ်အဲစစ်တပ်လက်အောက်ခံတာနေသားဆောင်တပ် BJ ကဒါကကာစီနိုနဲ့ကြားဖြန့်လုပ်ငန်းတွေကိုအဓိကလုပ်ကင်နေတဲ့ကေကေဘက်အဲကေကေဘက် ပတ်ရယ်ပတ်ခရယ်ဘောနော်ညာ MRTV ဘောနော် MRTV ကတင်လာတဲ့ဟာနဲ့ဒါဒါပြောပြတာဖြစ်တယ်ဘောနော်အဲ DKK ပတ်ကိုဒါစစ်ကြောင်းနေဘောနော်စစ်ကောင်စီစစ်ကြောင်းနေကဝင်ရောက်စီးနှင်းခဲ့တယ်ဒီနေရာကိုဒါ BJ ကောင်းဆောင်ဒါဘုံမူကြီးစောချစ်သူဘောနော်အဲစောချစ်သူကဦးကြီးထိမ့်ချုပ်ထားတဲ့နေမြင်ဖြစ်ပြီးတော့သူကိုယ်တိုင်ပါဝင်ပတ်သက်နေတဲ့နေရာဖြစ်တယ် ဟုတ်တယ်လေ VGS ဆိုတာ ਨੇ ဒီကြားပြန် ਨੇ တွဲပြီးတော့မြင်ပြီးသားပေါ့နော်အဲ့လိုနေရာဖြစ်တယ်အဲ့လိုနေရာတွေကိုဒါစစ်ကောင်စီကဝင်စည်းပါတယ်ဆိုတော့ဒါ VGS နဲ့သူတို့ ਨੇ ပူးပေါင်းပြီးတော့ရုပ်ရှင်ရိုက်တာတည်းမပူဘူးပေါ့နော်ဒါလှုပ်ဆက်တစ်ခုပဲဖြစ်တယ်ဒါပေမဲ့အဲ့လိုမျိုးဘာကြောင့်လှုပ်ရတာလဲဆိုတဲ့ဟာတော့ဒါကျွန်တော်တို့မမေးခွန်းနေရှိတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့တွေဒါကမန်းကြမယ်ကမန်းကြည့်တဲ့အခါမှာဘာကြောင့်အခုလိုမျိုးလှုပ်ဆက်တွေလှုပ်တာလဲအဲဆိုတော့ဒါတရုတ်နိုင်ငံသားတွေရဲ့အကျိုးစီးပွားကိုဒါထိခိုက်တာတွေဖြစ်တဲ့အတွက်ပေါ့နော်ဒီကြားဖြံကိုနှိမ်နှင်းပြကျင်တာကြောင့် တရုတ်ရဲ့အမျက်ဒေါသကိုရုတ်ပါးစေချင်တာဖြစ်တယ်အမေအောင်လည်းဘက်ကကြည့်မယ်ဆိုရင်အဲ့လိုပေါ့ဗျာအဲ့တော့ဟုတ်တယ်လက်တလုံးမှာတရုတ်ကသူ့ကိုကူညီပေးတာတွေအများကြီးရှိတယ်ဒါပေမဲ့လည်းသူ့ဘုံမှာအလိုမကျတာရှိတယ်ဘာလို့လဲဆိုတော့မေအောင်လိုက်တက်လာပြီးနောက်ပိုင်းမှာတရုတ်ကအကျိုးစီးပွားအထိကိုက်ဆုံးအခြေအနေကိုရင်ဆိုင်နေရတာဖြစ်တယ်အဲအကြောင်းလို့မေအောင်လိုက်ကိုတော့တရုတ်ကမလိုချင်ဘူးအဲဒါပေမဲ့ဆက်အာနာရှင်စနစ်ကိုတော့သူကဆက်ပြီးတော့တည်တန့်စေချင်တယ် အားကြောင့်လို့မင်းအောင်လိုင်ကိုသူကမကျေနပ်ဘူးမင်းဒီလိုမျိုးအာဏာသိမ်းလိုက်တာရဲ့အကျိုးဆက်ကငါ့ရဲ့အကျိုးစီးပွားတွေပါထိခိုက်နေပြီအားကြောင့်မင်းကိုဘာဖြစ်လဲညာဖြစ်လဲဆိုတဲ့ပုံစံမျိုးတွေကရှိကိုရှိအားကြောင့်လို့မင်းအောင်လိုင်ကဒါတရုတ်ကိုမျက်နှာချိုသွေးနေရတဲ့ပုံစံမျိုးတွေတောက်လျှောက်မြင်တွေ့နေရတာဖြစ်တယ်။သွားတဲ့အခါမှာလည်းပေါ့နော်ဘလုံပုံစံမျိုးနဲ့မျက်နှာငယ်နဲ့ဗျာဒီလားဘလုံပုံစံမျိုးနဲ့သွားတွေ့နေရလဲဆိုတော့အားလုံးလည်းမြင်မိတာဖြစ်တယ်ပေါ့နော်အဲ့တော့ကျတော့ဒီလိုမျိုးဒါအမျက်ဒေါသကအခုချိန်ထိနိုင်ငံကတည်ငြိမ်အောင်မလုပ်နိုင်သေးတဲ့အတွက် ဒါတရုတ်ရဲ့အကျိုးစီးပွားတွေကလည်းမတည်မြင်ဖြစ်နေတာပေါ့ဗျာအဲ့လိုအနေထားကိုဒါ तू ကရော့ပော့စီဖို့ဒါအမျက်ဒေါသကြီးရော့ပော့စီဖို့ဟေ့အောင်မင်းစင်ပြောင်းမလုံနိုင်သေးဘူးလားဆိုတဲ့ဟာတွေကိုအာကျွန်တော်လုံနေပါတယ်ဆိုတဲ့ပုံစံမျိုးနဲ့ဒါနှစ်သိမ့်ပေးမဲ့ပြောက်ွက်တစ်ခုကိုသူတို့လုပ်ခဲ့တယ်လို့လည်းဒါယူဆလို့ရတယ်ပေါ့နော်တခြားကတော့ဒါအင်းနီဂျင်ထိုင်းနိုင်ငံအတွက်ပေါ့နော်ဒါစီယုံရေးအရာကောင်းမွန်တဲ့ပြောက်ွက်တစ်ခုသူတို့ဖန်တီးတာပဲ ဒီကြားဖြန်ကိစ္စရည်နဲ့ပတ်သက်လို့ကြားဖြန်ဘက်ကဒီအဆောက်အဦတွေလုပ်ငန်းတွေအဲ့ဒါတွေကိုဒါလက်စစ်မီနဲ့အင်တာနက်ရောင်းပေးခဲ့လို့ဒါဝေဖန်ခံခဲ့ရတဲ့ထိုင်းအတွက်လည်းဒီပြကွက်က ဂျင်းနဲ့ဆရာတခုလို့ဆိုရမှာပေါ့နော်အဲ့တော့ကမ္ဘောဒီးယားကဒီဂျားဖြန်ကိုဒါ US နဲ့ UK ပေါင်းပြီးတော့တွယ်လိုက်တဲ့ဟာကြောင့်မလို့ထိုင်းကလည်းဒါအဖျားခတ်မဲ့အရေးကနေဒီဖြစ်စဉ်ကြောင့်မလို့နည်းနည်းတက်တာသွားလိမ့်မယ်ဗျာအဲ့တော့လက်ရှိမှာဒါဒီလက်တင်အမေရိကကပေါ့နော်ဒါမွေးရစေးကိစ္စနဲ့ဒါ US တဆုံးလိုက်နေတာကြောင့်မလို့ US ကနိုင်ငံဖြတ်ကျော်ယာဆွဲကောင်နေလို့ဒါကြီးညာထားတဲ့ဆော့ချစ်သူအတွက်လည်းဒီဝေဒနာကမသေးဘူးဗျာအဲ့ဒါကြောင့်မလို့ဒီလိုမျိုးပုံစံမျိုးတွေလောက်တာလို့ယူဆတယ်ဒါပြင်ဒါ ASEAN စည်းဝေးကို track track လာဖို့ရှိတာကြောင့်မလို့ပေါ့เนาะဒါ main online တို့ကသူတို့ရဲ့ရှေ့ရေးကိုတွေးပြီးတော့ကြောက်နေကြပုံရတယ်ဗျာဒါကြောင့်မလို့လဲဒါအခုလိုမျိုးဇက်တိုက်လှုပ်ဆောင်ခဲ့ကြတာဖြစ်တယ်လို့ယူဆရတယ်အရင်တခါကလည်းဒါ VGN နဲ့ DGB နဲ့ပေါင်းပြီးတော့ပေါ့เนาะဒါသိမ့်မကြသေးခင်ကာလမှာဒီကြားပြန်လုပ်ငန်းတွေကိုဝင်စည်းတာတွေဖန်စည်းတာတွေတပ်ပုံမှတ်တမ်းတွေရိုက်တာတွေ ပြီးရင်ဒါလူတွေပြန်ပို့တယ်ဆိုပြီးတော့ပြန်ညင်တဲ့သူတွေကိုပြန်လှုပ်ပေးတာမျိုးတွေဒါမျိုးပုံစံမျိုးတွေလောက်ခဲ့သေးတယ်ပေါ့နော်အဲ့တော့အခုလဲဒါ KK ဘက်ကိုဒါစစ်တပ်ကဝင်ရောက်စီးနင်းပြီးတော့လူပေါင်း2200နီးပါးကိုဖမ်းဆီးရရှိခဲ့တယ်ဆိုတဲ့ပုံစံမျိုးနဲ့လောက်ကြံပြီးတော့သတင်းထုတ်ပြန်တာမျိုးတွေရှိခဲ့တယ်ပေါ့နော်အဲ့တော့ဒါသူတို့တွေဝင်ရောက်ရှင်းလင်းมาတယ်ဆိုတော့ဒီအဆောက်အဦတွေကြည့်မယ်ဆိုရင်ဒါတစ်ထပ်တိုက်နှစ်ထပ်တိုက်ပြီးရင်ဆောက်လုပ်စဲတိုက်ကိုယ်တော်စေပေကံအမျိုးဆောင်ပါဗျာအဲ့လိုမျိုးအဆောက်အုံပေါင်းယာနဲ့ချီရှိခဲ့ပြီးတော့ဒါအဲ့ထဲမှာကိုပဲ အမျိုးသားဗနထောင်းမျိုးသမီးဗနရလုံချိုရေးဘလောက်ဆိုတဲ့ပုံစံမျိုးနဲ့စုစုပေါင်း2198ဦးဆိုတော့2200ပဲထားပါတော့အဲအဲ့လောက်တွေ့ခဲ့ရတယ်ဆိုပြီးတော့ပြောတယ်ဗောနော်ပြီးရင်ဒါ Starling နဲ့ပတ်သက်တဲ့ Starling အစုံဒါဆက်ဆက်ပစ္စည်းတွေအပါဝင်ဒါအစုံ30ကိုလည်းသိရှိရရှိခဲ့တယ်ဆိုပြီးတော့လည်းပြောထားတာတွေ့ရတယ်ဗောနော်အဲ့တော့ဒါသူတို့ဝင်ရောက်စီးနှင်းခဲ့တဲ့ဒီ GK Back အတွင်းကဗောနော်ဒီအဆောက်အုံနဲ့မြေပိုင်ဆိုင်မှုတွေကဒါခွင့်ပြုမိတ်နေစောက်လုပ်ခွင့်နေပိုင်ဆိုင်ခွင့်နေအထောက်အထားစသဖြင့်ဗောဗျာတရားဝင်ပုံစံမျိုးနဲ့ဒါဆာရွက်စာတန်း ဘာမှစစ်စစ်တွေ့ရှိတာမရှိဘူးအဲအကြောင်းမလို့ဒါတို့ကတာဝန်ရှိတဲ့သူတွေကိုခေါ်တာအဲတာဝန်ရှိတဲ့သူတွေကလည်းမလာဘူးလာစရာမှမလို့ဒါတို့ကတွေ့နေပြီးသားလေနော်ဒီဟာရဲ့တာဝန်ရှိတဲ့သူတွေကဘယ်သူတွေလဲဆိုတော့အားလုံးသိပြီးသားအဲကြအဲဟာနဲ့ပတ်သက်လို့ကဒါတို့ကဘယ်တော့မှဒါဖြေထွက်လာမယ့်ဟာတွေမဟုတ်ဘူးပေါ့နော်အဲ့တော့အဲ့လိုမျိုးဖြစ်တဲ့အတွက်သူကလိုအပ်တဲ့အရေးယူမှုတွေဆက်ပြီးလုပ်မယ်ဆိုပြီးတော့ဒါထုတ်ပြန်ထားတယ်ပေါ့နော်အဲ့တော့ဒီလိုမျိုးထုတ်ပြန်ထားတယ်ဆိုတဲ့ဟာကထုတ်ပြန်မှုတစ်ခုသာဖြစ်တယ်စာတစ်ခုပဲဖြစ်တယ်သတင်းတစ်ခုပဲဖြစ်တယ် ဘာလို့လဲဆိုတော့အဲ့ဒါတွေကမဖြစ်နိုင်ဘူးအရေးယူမှလည်းမဟုတ်ဘူးဗျ။ဘာလို့လဲဆိုတော့ဒီရထကတိုင်းမှုအစဉ်အဆက်ကိုဆက်ကြီးပေးနေရတယ်ဒီ social သူတို့ကဒီလိုပြဿနာကအစီပဲလို့ပြောရမှာပေါ့နော်။ဒါရွှေကုတ်ကိုမြို့သစ်စီမံကိန်းတွေတုန်းကလည်းတိုင်းမှုဒါဒုတိယဗိုလ်ချုပ်ကြီးဖြစ်နေပြီဖြစ်တယ်ပေါ့နော်။အခုဗိုလ်ချုပ်မျိုးမျိုးမို့အောင်အဲသူ့သူ့ကိုလည်းဒါဒီလိုမျိုးပဲကာခဲ့တာရှိတယ်။အရင်ဒူးချုပ်မောင်ရဲရဲ့တူအရင်လည်းဖြစ်တယ်ပေါ့နော်။အဲသူကစပြီးတော့ရထကတိုင်းမှုလုံးခဲတဲ့သူတွေအကုန်လုံးအစဉ်အဆက်ကိုသူတို့အရေးယူမှလား။ အခုအမှဒုတိယဖို့ချုပ်ကြီးဖြစ်နေပြီဒုဒုဖို့ချုပ်ကြီးဖြစ်နေပြီအရေးယူဇက်တိုက်အရေးယူမှာအဲ့လိုအရေးယူမယ်ဆိုရင်မင်းအောင်လိုင်းရောလုံးမထင်းလားမင်းအောင်လိုင်းလည်းပါတာပဲမင်းအောင်လိုင်းအဆင့်ထိကိုဂါထားပြီးသားဖြစ်တဲ့အတွက်ဒီဥစ္စာတွေကဘာမှဖြစ်လာမှာမဟုတ်ဘူးအဲ့တော့စစ်တပ်ကတော့ဒါလိဂေကောမျိုးတစ်ကိုတိုက်ခိုက်သိမ်းပိုက်တာဒါအော်တိုဘလာ9ရက်နေ့မှာပြန်ပြီးတော့ထိန်းချုပ်နိုင်ခဲ့ပြီဖြစ်တဲ့အကြောင်းနဲ့ GKG ဘက်ကလည်းတပြိုင်တည်းဝင်ရောက်ရှင်းလင်းခဲ့ခြင်းဖြစ်ကြောင်းသူတို့ကသတင်းထုတ်ပြန်ထားတယ်အဲဆိုလိုတာကတော့ဒီနေရာတွေကိုသူတို့ ိမ့်ပတ်ရရှိပြီဆိုတာနဲ့ဒီလုံးတွေပါသူတို့ကြပြိုင်နဲ့လုံပါတယ်ဒါတွေကသူတို့နဲ့မဆိုင်ပါဘူးဆိုတဲ့ပုံစံမျိုးပေါ့နော်အဲ့လိုပုံစံမျိုးကြီးနဲ့တာလက်ဝါးချင်းရိုက်ပြီးတော့ဇက်တိုက်ပြီးဇညွန့်ရေးပြီးတော့ရုပ်ရှင်ရိုက်ခဲ့တဲ့ဇာကားတစ်ခုပဲဖြစ်တယ်ဆိုတဲ့အကြောင်းလည်းပြောချင်တာပါဗျဘာလို့လဲဆိုတော့ဒီမှတ်တမ်းတပ်ပုံတွေထွက်လာတဲ့အချိန်မှာဘယ်ကြည့်လိုက်ပြီးတော့ကျတော့အဖြစ်လောက်ပဲလှုပ်တာပြီးစာမတက်တဲ့ကောင်တွေဗျ pack နဲ့ဒါ pack နဲ့တောင်မှ pack ပြီးရင် pack အဲ့ဟာတော့မှဒါမကွဲဖဲနဲ့ပေါ့နော် PARD နဲ့ PARK နဲ့ဒီလိုမျိုးပုံစံမျိုးထုတ်ပြန်နေတဲ့ကောင်းတွေဖြစ်တယ်လို့စာမတက်ပြီမတက်ကောင်းတွေပေါ့နော်လေတော့လေတယ်နောက်ပြန်ရင်ခြင်းစေးကိုကြီးသိရမလားတပတ်မပြည့်ခြင်းစေးကိုကြီးအဲ့လိုကောင်းမျိုးတွေအဲ့လိုကောင်းမျိုးတွေဖြစ်တဲ့အတွက်ဒီမှတ်တမ်းတပ်ပုံတွေကိုကြည့်မယ်ဆိုရင်လေလုံးကြံဖန်တီးထားတာမှအရန်ရုပ်ပေါက်အရန်ရုပ်ပေါက်လား လုံးဝပြဒီညဝင်ပြီးတော့စီးနေမှာလေဆိုတဲ့အချိန်မှာသူကဒေါင်ပေါင်းစုံကနေပြီးတော့ဓာတ်ပုံမှန်တန်းယူထားတာအမဲတောင်ပေါင်းစုံကမိုးဆိုးတူတော့ပါညာအဲအဲ့လိုမျိုးထိုင်တာအဲထိုင်ပြီးတော့တနက်တွေပါထိုးချိန်တာတကယ်တကယ်တကယ်စဉ်းစားလို့မရအကောင့်နေတကယ်ရုပ်ပေါက်တယ်ပေါ့နော်သူတို့တွေလှုပ်တိုင်းမှာအဲ့လိုပဲအမြဲတမ်းဘယ်နေရာမှာပဲဖြစ်ဖြစ်တခုခုကောနော်သတင်းထုတ်ပြန်မှုပဲဖြစ်ဖြစ်လှုပ်တဲ့ခါတွေမှာအောက်ကကောင်တွေကတေချာမစဉ်းစားတတ်တဲ့ကောင်တွေလေဗျာသူတို့ကတော့ခိုင်းလိုက်တယ်ဓာတ်ပုံမှန်တန်းဒါတွေဒါတွေလိုချင်တယ်ခိုင်းလိုက်တယ်ဒါပေမဲ့အောက်ကကောင်တွေက ဒါကယုတ်တိရှိတဲ့ပြကွက်လားဒါကယုတ်တိမရှိတဲ့ပြကွက်လားဆိုတဲ့ဟာကိုစဉ်းစားနိုင်လောက်အောင်ဒီသူတို့မှာဉာဏ်ရင်မမီဘူးအဲအကြောင်းလို့ပြီးပြီးဆိုလဲပုံစံမျိုးတွေပို့တယ်ဟာပို့လိုက်ပြီဆိုတဲ့အချိန်ကျောင်းအာမီအရောကွာအခုတော့တုံးရတော့မှာပဲဆိုတော့တုံးတယ်တုံးတဲ့အချိန်ကျောင်းကိုစောက်ချက်ကိုခွဲတဲ့အတိုင်းပဲအခုသူတို့လုပ်တဲ့ဟာကြီးကဘူးပေါ်သူတို့ပေါ်တယ်ဗျပြီးရင်ဒီဖြစ်စဉ်တွေရရှေ့ကဒါ background တွေကြည့်မယ်ဆိုရင်လေဒီဥစ္စာတွေကလုံးဝ ဒါယုတ်တိမရှိတဲ့ဖြစ်စဉ်တစ်ခုဖြစ်တယ်ဆိုတဲ့ဟာကိုအားလုံးကသိရှိပြီးဖြစ်တယ်ပေါ့နော်အဲပြီးတော့ကျတော့ဒီကျွန်တော်တို့နောက်ထပ်ဒါအခြားသတင်းတွေကနေပြီးစုံစမ်းသိရှိရတာရှိတယ်အဲ့ဒါဘာလဲဆိုတော့တိမ့်သွားပါတယ်ဆိုတော့ဒီ starlink တွေကလည်းသူက အစုတ်တွေပေါ့နော်သုံးလို့မရတော့လို့ဓာတ်မှုလည်းပိတ်သွားလို့ဆိုတဲ့ပုံစံမျိုးဖြစ်နေတဲ့ဟာတွေကိုတင်းသွားတာဆိုပြီးတော့တိရတယ်ပေါ့နော်အဲ့တော့တော်တော်ဆိုးဆိုးကောင်းနေဒီကောင်နေအဲ့တော့ဒီဒီကြားပြန်ကာစီနိုယုံနေပိတ်သိမ်းတာတွေနဲ့ပတ်သက်လို့ဒါတွေကပိတ်မှလားဆိုတဲ့ဟာကိုပြန်စဉ်းစားရင်ကြတော့လေဒါပြီးခဲ့တဲ့ဖြစ်စဉ်တွေမှာပြန်ကြည့်မယ်ဆိုရင်ဒါရွှေကုတ်ကိုဒီလိုမျိုးနေရာမျိုးတွေကိုတို့တွေဝင်ပြီးတော့စီးနင်းခဲ့တာတွေရှိတယ်အဲ့လိုပဲဒါပေါ်ထုတ်တာတွေဒါအရေးယူတာမျိုးတွေတို့တွေထုတ်ပြန်ခဲ့ကြတယ်ပြီးရင်လူတွေပြန်လွှတ်တာမျိုးတွေပြန်ကျင်တဲ့သူတွေပြန်လွှတ်တာမျိုးတွေဒါဒါမျိုးပုံစံမျိုးတွေတို့တွေ ကြီးညာခဲ့ကြရရှိတယ်ဓာတ်ပုံမတန်းနေတက်လာရရှိတယ်အနာပြူတွေဖြေခဲ့ကြရရှိတယ်ဒါပေမဲ့အဲ့ယုံတွေအခုဘာဖြစ်လဲလေပတ်နေတာပဲပေါ့နော်ဆက်ပြီးလေပတ်နေတော့မှအဲ့တော့ဒီ KK pack နဲ့ပတ်သက်လို့လည်း အဲဆက်ပြီးတော့ဒီယုံတွေကပိတ်သိမ်းသွားမှလားလေပတ်နေတုံးလားလို့ပြောရင်ဟုတ်ကဲ့လေပတ်နေတုံးမှာပဲပေါ့နော်အစအနေကသူတို့တွေပိတ်သိမ်းဖို့အတွက်အစီအစဉ်မရှိခဲ့ဘူးအစကနေကပေါ့နော်ဒီဝင်စည်းတဲ့အထဲမှာဒီယုံတွေနဲ့ပတ်သက်လို့ဦးစီးဦးဆောင်လုပ်နေတဲ့သူတွေကအစပါဝင်ခဲ့တာဖြစ်တဲ့အတွက်ဒါတွေကိုသူတို့ကပိတ်သိမ်းဖို့အစီအစဉ်လုံးဝရှိတာမဟုတ်ပါဘူးပေါ့နော်အဲ့တော့ဘလိုပဲဖြစ်ဖြစ်ဒီဥစ္စာတွေကတော့ဆက်ပြီးတော့ရှိနေအောင်မှာပဲဒီဥစ္စာတွေကနေပြီးတော့လည်းအချိုးမြတ်တွေရှာနေကြအောင်မှာပဲပေါ့နော် ။ဒါပေမဲ့လည်းအခုလိုမျိုးပြပွက်တစ်ခုလုပ်တယ်ဆိုတာကခုနကျွန်တော်တို့ပြောသလိုပေါ့ဗျာ။အဲတရုတ်ကြီးရဲ့အမျက်ဖြေဖို့အပြီးတော့ထိုင်းနိုင်ငံအတွက်ပြီးတော့ကြတော့ဒါ US ကိုကြောက်လို့ဒါမျိုးပုံစံမျိုးတွေကြောက်တာအခုလိုမျိုးဒါ BGN နဲ့စကားစားနဲ့ပူပေါင်းပြီးတော့တင်ဆက်တဲ့ KK ဘက်ကဒါကြားပြန်ရုပ်ရှင်ကတကားကိုမြင်တွေ့ရတာဖြစ်ကြောင်းဒီနေ့အနေပြောချင်ပါတယ်ဗျာ။အားလုံးပဲကျေးဇူးတင်ပါတယ်။